Подарить, когда любили, они в магазине, забудьте подарками. Они ходили, да, я вас обрадовал. Они пришли, они пришли. Перезуба. Перезуба. Я пила, пила, пила.

ပြေးလိုက်တော့အောက်ကပြေးရရလေကြွပြီးတော့ရင်းတိုးနေတော့မရဘူးနဲ့လဲလဲလိုက်ချင်ပါရောဟိုကလည်းတက်ပြီးတော့ပြီးသွားတာဒါပြီးပြီနေရင်တော့ဒီတဝက်စာလေးပဲလေးဘက်လေးပုံပြီးတော့အဲ့လိုပဲနေရပါဘူးနောက်ပိုင်းတပြည့်နဲ့ဒီလူကညောင်းလာတော့ဟိုကဂျပန်ပုတ်တွေပါရောထိုးထွင်းပြီးတော့ဟိုအသင်ပြေးသလိုလေးကြည့်ပြလိုက်နေရတာအဲ့တော့တော့ဖြစ်တော့လန့်သွားတာပဲအပြည့်ချင်းပါပဲဟိုဘေးကကိုကြီးနိုင်မလားဆိုပြီးတော့အော်ခေါ်လေးတယ်ဒါမရတဲ့ချိန်မှာတော့အဲအော်ဘုနာကိုလက်ချောလိုက်ပြီးတော့ကိုယ်စိတ်ကိုညင်အောင်ဒီညင်ဆုံးထားပြီးတော့ဒီအကောင်းဆုံးနေတိုင်းလိုက်တာပေါ့အဲအဲဘယ်လိုပြောမလဲ တည့်ရလုံးတည့်ရလုံးဆိုတော့အချိန်ကမသိတော့ပါပဲစင်ပြေလိုလေးနေပြီးတော့ပဲကိုယ့်စိတ်ကိုနေအောင်ထားနေအောင်ထားနေတယ်ပဲအတွေ့အမလုံအောင်ပဲဒီကနေ့နဲ့နေရအောင်တောက်တဲ့စိတ်တော့ရရင်မဖြစ်ဘူးတော့ဘေးရလို့အတန်ညရအဲ့အချိန်အဆောင်ပြက်ကကြားနေတော့ကိုနောက်မှရောက်လာမလားဆိုတဲ့အတန်နဲ့ဆက်ပြီးအတန်ကိုပြန်ပေးမိရဲ့အဲ့အချိန်အဓိကစာရေးပေါ့ဒီစာရေးအချိန်ကိုယ့်စိတ်ကိုပဲတင်းရတာပဲတော့တတိယပဲမြူချပြီးတော့နေခဲ့ရတာပေါ့အဲ့ဒါကြရင်တော့အိပ်ပျော်သွားသေးတယ် ဲ့ကြော်လေးတင်ရပါမလို့ဆိုတော့ပြန်နိုးလိုက်တာနဲ့ဒီစားတာပဲတတိယနေတော့တတိယနေလက်တက်တော့သေးတော့အဲ့ကြော်လေးပြောတော့အဲ့လိုပဲသေးနေနေလိုက်တာသူကြည့်ချင်းတော့အသက်ယူပါဘဝတို့ဒီနှလုံးပုံတိုင်းမြန်လာနေဖြစ်ပြီးတော့နောက်ပိုင်းမှာတော့အဲ့လိုမဖြစ်တော့ဒီတော့ဒီတခါကျပုံမုတ်နေရဝင်လာတဲ့အချိန်မှာနည်းနည်းလောက်ဒီအသက်ယူပါနည်းနည်းခက်ခဲရမဖြစ်ဒါကြည့်တော့လေအဲ့လိုပါပြန်ပြီးတော့ကြည်သွားတာပါဒီရတာကျင်းတာကျင်းတယ်ဒီတဝက်တာလူတကူတာလေးပဲကြည့်ရဘေးလဲဖို့နာပက်လက်လံကြည့်ရဘေးလေးကိုနည်းနည်းကျင်းကြည့်ရအဲ့လောက်ပဲရတပြိုင်ကြောင်ဘာမှလုပ်မရဘူး ို့ရဲ့ပုံကလည်းတစ်ဖာလောက်ပဲအဲ့လောက်ပဲရှိတယ်။ဘေးမှာလည်းနေရန်အကိုကလည်းအဲ့လိုမျိုးတိတ်မလွတ်ဘူးပေါ့။တစ်ဖာကြည့်တော့တစ်ဖာလောက်ပဲရှိတယ်။အတန်ကြားတဲ့အချိန်မှာကိုနားကိုရောက်လာတဲ့အချိန်မှာနေအားချီရအောင်ရောက်လာတော့မလားဆိုပြီးတော့အဲ့လိုမျိုးကြရင်အကိုကအတန်ဒီပြန်ပေးတယ်။ဘယ်ကိုပြေးတဲ့တောင်မကြားလို့ရှိရင်လည်းတခါတိတ်ကအဲ့လိုမျိုးရော့သွားတဲ့အချိန်ကြီးရှိတယ်။အဲ့ဒါဆိုရင်တော့ဟိုတက်နိုင်ကောင်းဆုံးနေမှာကောင်းဆုံးနေစီချင်းတက်ချင်တဲ့ဒီနေပေးမယ်ပေါ့။အဲ့လိုနဲ့တိတ်ကိုတိတ်ကိုအတင်းနေတခါကျပြားသာရွံ့ရွံ့နေရဲ့အဲ့လိုနေခဲ့ရကိုတိတ်ကိုတက်နိုင်လို့ချိန်ထားရတာ ။ပတိမေ့ရပြီးတော့ဖြစ်ပြီးအဲ့ချိန်တဲ့ချိန်တော့ကိုယ်လည်းဒီအဲ့ချိန်တိုင်းတော့နိုင်ဝက်တနိုင်လောက်ကအိပ်ပျော်သွားတယ်ပြီးရင်ပြန်လို့လာတယ်အဲ့လိုဟိုအခုလိုမျိုးဖြစ်နေတဲ့ချိန်မှာအဲ့လိုမျိုးကျွန်တော်တို့သားဖြစ်တဲ့ချိန်တွေကသားပြောင်းမအိပ်မနေပဲနဲ့ဟိုညဘက်တွေရောနေ့ဘက်တွေရောတိတ်ပြီးပြီးရောလိုက်ချပေးတယ်မားတွေရောဒီပုံမှာမားရောအဲ့လိုဘုံလုံးနဲ့ကြည့်တူတယ်မှာကျွန်တော်တို့အခုလောလောနေသွားတယ်ကျွန်တော်တို့မိသားစုမိသားစုရေပဲပေါ့နော်ကျွန်တော်မွေးခဲ့တဲ့သူတွေဟုတ်ပြီမထူးကြမိသားစုတွေကျွန်တော်တို့ပြောလို့ရအောင် ထိုင်းနိုင်ငံတွင် Bamstack အစည်းအဝေးတက်ရောက်ခဲ့သည့်အကြမ်းဖက်မင်းအောင်လှိုင်တမက်ရက်ထက်ဆိုး၍ညရင်းချင်းနေပြည်တော်သို့ပြန်လာထိုင်းနိုင်ငံတွင် Bamstack အစည်းအဝေးတက်ရောက်ခဲ့သည့်အကြမ်းဖက်မင်းအောင်လှိုင်သည်အစည်းအဝေးပြီးသည့်နှင့်တမက်ရက်ဆိုး၍ညရင်းချင်းနေပြည်တော်သို့ပြန်လည်ထွက်ခွာခဲ့ကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်းမြစ်ကပြောဆိုသည် အကျန်းဖတ်မင်းအောင်လိုင်းသည်ယမန်နေ့ည9နာရီတွင်ဘန်ကောက်မြို့မှထွက်ခွာပြီးည10နာရီချိန်နေပြည်တော်သို့ပြန်လည်ရောက်ရှိခဲ့သည်ဧပြီလ3ရက်နေ့တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့စစ်တပ်အထူးလေယာဉ်ဖြင့်ထွက်ခွာခဲ့ပြီးဧပြီလ4ရက်နေ့ဘင်မစတာခအစည်းအဝေးတက်ရောက်ခဲ့သောအကျန်းဖတ်မင်းအောင်လိုင်းသည်ယမန်နေ့ညရင်းချင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှနေပြည်တော်သို့ပြန်လည်ထွက်ခွာခဲ့ကြောင်းမူလပြန်ရန်တတ်မှတ်ထားသည့်ရက်မှာ ဧပြီလ9ရက်နေ့နံနက်ပိုင်းတွင်မှဗန်ကောက်မြို့မှနေပြည်တော်သို့ပြန်လည်ထွက်ခွာရန်တတ်မှတ်ထားခြင်းဖြစ်တော်လဲဧပြီလ4ရက်နေ့ညတွင်ချင်းနေပြည်တော်သို့ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည့်မင်းအောင်လှိုင်၏ထိုင်းနိုင်ငံသွားပြန်ခီးစဉ်တတ်မှတ်ချိန်စရာမှာဧပြီလ3ရက်နေ့တွင်စစ်တပ်အထူးလေယာဉ် Focal 80 28တူမြတူမြ9တူမြလေယာဉ်မှတ်တူမြတူမြနှစ်သည့် ဧပြီလ3ရက်နေ့နေပြည်တော်မှဘန်ကောက်သို့စစ်ကောင်းဆောင်နှင့်နိုင်ငံသားရေးဝန်ကြီးကိုတွားရောက်ပူးဆောင်ပြီးနေပြည်တော်သို့ပြန်လည်ဆိုက်ကပ်ခြင်းဧပြီလ၄ရက်နေ့နေပြည်တော်မှဘန်ကောက်သို့တွားရောက်ပြီးညအိယနာကဧပြီလ၅ရက်နေ့နနက်ပိုင်းတွင်မှစစ်ကောင်းဆောင်နှင့်အဖွဲ့ကိုဘန်ကောက်မှနေပြည်တော်သို့ပြန်ခေါ်လာရန်တတ်မှတ်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။မင်းအောင်လှိုင်၏ထိုင်းနိုင်ငံခရီးစဉ်အတွက်စစ်တပ်အထူးလေယာဉ် Fokker 80 28တူမြတူမြ9တူမြလေယာဉ်မှတ်တူမြတူမြ1ကို ဒုဗိုလ်မှူးကြီးမင်းမင်းဆိုးကလေရင်မှုဖြစ်လဲကောင်းဗိုလ်မှူးနေထွန်းဦးကအကူလေရင်မှုဗိုလ်ကြီးမင်းမင်းထိုက်ကအကူလေရင်မှုဗိုလ်ကြီးအောင်ကျော်မြင့်ကလေကြောင်းအင်ဂျင်နီယာဖြစ်လဲကောင်းဗိုလ်ကြီးဒေါ်ချူတထားကလေကြောင်းလမ်းညွှန်အရာရှိဖြစ်လဲကောင်းပို့ဆောင်ခဲ့ရသည်